လာစာလေးတွေထုတ်ပြီးဘာတွေလောက်ကြလဲ KFC လေးတွေသွားစားတဲ့အင်ဂျီတစ်ထည်နှစ်ထည်ဝယ်ကြတယ်ဟုတ်တယ်နော်ဒါမျိုးဆိုလို့ရှိရင်လေကိုယ့်ရဲ့လုပ်ငန်းခွင်မှာပေါ့ပေါ့ပါပါနဲ့ဟိုလာစာလေးတိုးဖို့အခွင့်အရေးရှိနိုင်မဲ့ဘာသာစကားသယုံစကားလေးအခြေခံလေးကိုမတင်ချုံလားအဲ့ဒါဆိုတော့လေ4950နဲ့တင်ဒီ Telegram channel မှာပေါ့နော်အပျောတီးတက် video class တွေကိုစမ်းကြည့်လိုက်ပါလားသူကဟို ပုံစံကဒီမှာဒီပုံကပုံစံ meaning တွေတည်သက် video နဲ့ရှင်းပြထားတယ်နောက်ပြီးလို့ရှိရင်အာ whatsapp ပုံစံလေးတွေလည်းအသေးစိတ်ရှင်းပြထားတယ်အဓိကကအရေးအဖက်တွေလုံးဝသင်ဖို့မလိုအပျော်တည်သက်ကိုဟာကို3လ4လအချိန်လောက်တော့ပေးပါအဲ့ဒါဆိုလို့ရှိရင်တော့လုပ်ငန်းခွင်ရောက်သွားတဲ့အချိန်ကျရင်ကိုတစ်လုံးစားနှလုံးစားလိုတိုရှင်းလေးပြောတတ်တယ် ပြီးရင်ကိုယ့်ရဲ့တာဝန်ခံတရုတ်ကနေပြီးတော့ပြောလာတဲ့စကားဆိုလို့ရှိရင်လည်းနည်းနည်းပါးပါးနားလည်တယ်ဒါကပထမအဆင့်ပေါ့ဒုတိယအဆင့်ကတော့ကိုကအဲ့လုပ်ငန်းခွင်နဲ့ရောက်သွားပြီးတရုတ်တွေကများတဲ့ကြားထဲမှာနေရတယ်ဆိုတော့ကိုကအဲ့ကိုယ့်ရဲ့လုပ်ငန်းခွင်ကတုံးတဲ့စကလုံးတွေကိုကိုကိုတော့ပြန်တင်ယူရမယ်ဒါပေမဲ့အဲ့ဒါကအခြေခံလေးရှိမှအဲ့လိုတင်ယူလို့ရတဲ့နီးလန်းဆိုတာပေါ်လာတာเนาะဒါကြောင့်မလို့ကိုဟါကိုအခွင့်အရေးလေးပေးကြည့်ပါလားเนาะ